မတ်တရားကတော့အများကြီးပဲဘယ်အောင်လို့ရရှင်တဲ့တခြားပါလေအမတ်တရားရဲ့အများကြီးပဲဘယ်အောင်လို့ pre production ကိုဒီကမေးခင်ရှင်းလားလောက်ရှိမှတယ်ရှင်းလားဘုံဘုံဆို6လ10လလောက်ရှိမှမသိဘုံဘုံလေးကဘယ်အောင်လို့ကနေဒီကေကခင်ကြရပေါ့နော်ဆိုတော့အခုအလုပ်လုပ် ကြားတဲ့အခါမှာတကယ်ဝင်တကယ်လှုပ်လှုပ်ကြည့်တဲ့အခါမှာအရင်ကလူကြီးဆန်နေတကယ်လည်းအရင်ကြိုးစားရဲတကယ်လည်းအရင်တော်ရဲဆိုတော့အများကြီးကုန်ယူပါရဲဘုံတော်လေးပါဒီကားထဲမှာမြန်မာ culture နဲ့ပတ်သက်ပြီးအများကြီးပါတယ်နော်အဲ့တော့တချင်းနေပါရဲနောက်ဘယ်ဟာလို့ပဲမွေးငါဆိုင်ပါနော်မွေးငါပါရဲနောက်အများကြီးပါပါတည်ရဲဒီမှာအခုနောက်ပိုင်းလက်ရှိဘယ်ဟာလို့မြင်တွေ့နေရတဲ့ ဘာ culture ပေါ့နော်အများကြီးပါပဲပါတယ်ဘယ်အောင်လဲတကယ်ကိုအရင်ကတော့ legendary ဆိုတော့ဆိုခဲ့ချင်းကြီးကြီးလဲဘာ culture တော့စိတ်လှုပ်ရှားရဲ့စိတ်ပူရဲပေါ့နော်ဘာလဲပြောရရင်တော့ဒါပေမဲ့အားလုံးတရားပြစင်ကြတဲ့ပေါင်ဝင်တဲ့သူတွေကလည်းအဖက်ဖက်ကူညီပံ့ပိုးပေးတဲ့အတွက်ကြောင့်ဘယ်အောင်စိတ်တိုင်းကြပါလဲ ပုံပုံလေးကဘန်းအောင်လို့ကနည်းလေးကခင်းကြရပေါ့နော်ဆိုတော့အအခုအလုံးလုံးကြားတဲ့အခါမှာတတဲဝင်ဝင်တကယ်လှုပ်လှုပ်ကြည့်တဲ့အခါမှာအရင်လူကြီးစံနေတကယ်လည်းအရင်ကြိုးစားရယ်တကယ်လည်းအရင်တော်ရယ်ဆိုတော့အများကြီးကုန်ယူပါရယ်ဘမတော်လဲတာအမတ်တရားကတော့အများကြီးပဲဘန်းအောင်လို့ရှင်ရတဲ့တခြားပါလေအမတ်တရားရဲ့အများကြီးပဲဘန်းအောင်လို့ pre production ကို ཁས ཁས ဒီကစားမရခင်ကရဘယ်အောင်ပြီမှာစုံကြတွေးကြရဲစက်ကောင်အကြောင်းပြောကြရဲ exercise တွေပုံလုပ်ကြရဲနောက်ပြီးတော့ chemistry မိအောင်ပေါ့နော်ကြိုးစားကြရဲလေ့ကျင့်ကြရဲဆိုတော့ဒါဘယ်အောင်တော့အပိုင်းမှာဉာဏ်နဲ့အပိုင်းနဲ့အများကြီးရှိသေးတယ်ဘယ်အောင်လုံးရှိမှခဲ့ရဒီကအတွက် တခြားရာပြင်ဆင်ခဲ့ရတယ်ဗျာရှိတယ်ဆိုတော့ဒီကလေးအချင်းတေချာယူပြီးတော့တေချာအလုံးပြင်ဆင်ခဲ့ကြရဲအကလေးဆိုတော့လေအဲအကောင်တော့တကယ်တေချာကြိုးစားကြရဲပေါင်းနဲ့သူရောက်စီတိုင်းကလည်းတကယ်ကိုစိတ်စေတနာ ာအပြင်းနဲ့ပေါ့နော်ကြာရတောင်းမှာအကောင်းဆုံး performance ကြအောင်ဆိုကားလေးကအမတ်တရားပေါ့နော်ဘယ်ယုံလို့ဒီကားထဲမှာ ပါတဲ့တချင်းတွေအကုန်လုံးကတကယ် live performance တွေဟင်ရီဂီတာတရားဘယ်ယုံတချင်းစရာမုံဒရမ်တရားဘယ်ယုံစမမဖြောပြရာအကုန်လုံးပေါ့နော်အဲ ရောက်စီတိုင်းဒီ music ပါတဲ့ကဏ္ဍနဲ့တမီအကောင်းဆုံးဘန်းရုံတော့ live performance live recording ဖြစ်တယ်။အပြင်မှာပြန် studio မှာထပ်ထားခြင်းမရှိဘူးအနည်းဖြစ်စေဆိုဖြစ်စေပါနော်။ဆိုတော့ဒါကိုလည်း achieve လုပ်နိုင်လဲဆိုတာဘန်းရုံအမြင်ကတော့အပြင်မှာတကယ့်ကို music ကိုတကယ်တကယ်ဝင်လောက်ဆောင်နေတဲ့သူတွေဖြစ်လို့လေဒီအရာကိုဘယ်အောင်လို့ကြိုးကြိုးစားစားနဲ့လုပ်နိုင်တဲ့အပြင် ဒီ post production ဘိုင်းမှာဗဗန်ရမျိုးတွေ live လို့ channel ကိုရအောင်စူးစမ်းပေးတဲ့အခွေသားတွေကိုလည်းကျေးဇူးအများကြီးတင်တယ်။ဆိုတော့ဒါ layer တကယ့်ကိုအမှတ်ကျအဒီကရဲ့အစိတ်ပိုင်းတစ်ခုပေါ့နော်။အဓိကကတော့ဘန်းအောင်တို့ဒီကားလေးစောင့်ရခင်မှာရှစ်လလောက်ဘန်းအောင်တို့ကြိုးပြီးတော့အများကြီးဇက်ကောင်အတွက်ပြင်ဆင်ကြရတယ်ကိုပိုင်ရောက်ချင်းချင်းကိုဇက်ကောင်တို့ကိုပြင်ဆင်ကြရတဲ့အချိန်မှာပဲအဓိကကတော့ snow ဖြစ်နေအောင်မင်းင်းလေးဖြစ်နေအောင် ပိုင်းအောင်ဘက်ကကြိုးစားခဲ့တယ်လို့ဘုံဘုံတို့ဟင်ရီတို့ဂျန်နစ်တွေအားလုံးလည်းကိုယ့်ရဲ့စက်ကောင်ဖျံကိုကြိုးစားခဲ့ကြတယ်ပေါ့နော်အဲ့ဒီအတိုင်းပဲဇလန်နဲ့မားဇဝင်ကန်နဲ့မားစီမီယောပြီးရောခန်းစားတဝင်ပြီးရောပိုင်းအောင်လုံးရိုက်ကိုပုံပေါ်ခဲ့ကြတယ်ပေါ့နော်ဆိုတာဘုနော်ဒီကားမှာတချင်းနေအများကြီးပါအခုမျိုးခီးဘောအများကြီးပဲညမွေးပဲအများကြီးအများကြီးပါပေါ့နော်ဆိုတော့ live the chance ဆိုရဲအင်္ဂလိပ်တချင်းတပုံလည်းရှိသေးရဲ့ဟင်ရီနဲ့အတူတူဖြစ်တော့နော်အများကြီးပါပဲ ပြီးတော့ဘန်းရောဘိုင်းနစင်းစမှာပြောခဲ့တဲ့လိုတကယ်ကိုအရင်က legendary ဆိုတော့ဆိုခဲ့ခြင်းကြီးလေပိုင်းခါကြတော့စိတ်လှုပ်ရှားရဲ့နောက်စိတ်ပူရဲပေါ့နော်ဘာလည်းပြောရရင်တော့ဒါပေမဲ့အားလုံးတရားပြစင်ကြတဲ့အပေါင်းဝင်တဲ့သူတွေကလည်းအဖက်ဖက်ကူညီပံ့ပိုးပေးတဲ့အတွက်ကြောင့်ဘယ်ရောက်စိတ်ကြိုက်ကြပါလဲ။ဘယ်ရောက်တော့ဒီကားလေးဘူဆန်မှာပြရတဲ့အခါကျရင်ဘယ်ရောက်ချင်တော့လဲ။ ဒီကားမှာမြန်မာ culture နဲ့ပတ်သက်ပြီးအများကြီးပါတယ်နော်အဲတော့ချင်းနေပါတယ်နောက်ဘိုင်းယောင်လို့ရဲ့မွေးငါဆိုင်ပေါ့နော်မွေးငါပါတယ်နောက်အများကြီးပါတာတည်းဒီမှာအခုနောက်ပိုင်းလက်ရှိဘိုင်းယောင်တို့မြင်တွေ့နေရတဲ့ bar culture ပေါ့နော် bar မှာအဖြိုပြေးတာတင်ဆက်တာနောက်ဘိုင်းရှိပြီးတော့အားကြီးပါပါတယ်ဘိုင်းယောင်တို့ ရှုခင်းနေလဲတော့အားကြီးလို့ရမယ်ပေါ့နော်ဘယ်လိုရိုက်တာကမြန်မာနိုင်ငံရဲ့လူရအမိုင်ထားပေါ့နော်ဆိုတော့ဘန်ကောက်နဲ့ပတ္တယာမှာလည်းထားတဲ့ကြောင့်ရှုခင်းနေလဲအားကြီးကြည့်လို့ရပါမယ်ဒီကားလေးကတော့ခမန်းကြီးအခုယုံကျင်ချိန်ထွက်တာတော့နောက်နှစ်နှစ်လပိုင်း နောက်ကောနော်ဒါပေမဲ့အဲဒါကိုတေချာပြောလို့မရသေးဘူးတေချာကတော့နောက်နှစ်အစောပိုင်းလောက်ထိမှပြန်သက်ခွင့်ရမယ်လို့ထင်ပါတယ်ဟုတ်ဥမာနိုင်ငံမှာရုပ်တင်ပြတဲ့အခါကျရင်လည်းကြည့်ရှုပေးပါလို့ပြောချင်ပါတယ်အားလုံးကျန်တဲ့တက်ပါတယ်ကြည့်ရှုနေကြပါစို့